2025ခုနှစ်မှာရောင်းအားတွေနှစ်ဆ3ဆတက်ချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်အခုပြောပြမယ့်အကြောင်းအရာတစ်ခုကိုမဖြစ်မနေသိထားဖို့လိုလိမ့်မယ်။အဲ့တော့ကျွန်တော်သင်တန်းတွေပေးတဲ့အခါမှာတချို့သောသင်တန်းသားတွေကကျွန်တော်ဗာပြောကြလဲဆိုတော့ဆန်ညာရဲတဲ့ကျွန်တော်ရဲ့စိုင်ကရက်ွက်ထဲမှာဖွင့်ထားတာ။အဲ့တော့ရောင်းအားနှစ်ဆ3ဆတက်ဖို့ဆိုတာမဖြစ်နိုင်ဘူးဆိုပြီးတော့မှပြောကြတဲ့သူတွေလည်းရှိပါတယ်။အခုဗီဒီယိုလေးကအဲ့လိုမျိုးလုပ်ငန်းရှင်တွေအတွက်ပို့ပြီးတော့မှတင့်တော်ပါလိမ့်မယ်။အဲ့တော့ကျွန်တော်တို့ဒီခေတ်မှာ hybrid ကားတွေကကျွန်တော်တို့အရန် popular ဖြစ်လာပြီเนาะ hybrid ကားတွေဆိုတာကကျွန်တော်တို့ဗာလဲဆိုတော့ကျွန်တော်ကားပဲဒါပေမဲ့ clear sit နဲ့ gas နဲ့ပေါင်းပြီးတော့မှနှမျိုးစလုံးသုံးပြီးတော့မှကျွန်တော်သွားတဲ့ကားတွေဒါကိုကျွန်တော်တို့ဗာခေါ်လဲဆိုတော့ hybrid car လို့ခေါ်တယ်အဲ့တော့ကျွန်တော်တို့ရောင်းဝါး2ဆ3ဆတက်ဖို့ဆိုလို့ရှိရင်လဲဗာလို့ဖို့လိုမလဲဆိုတော့ hybrid selling ဆိုတာကျွန်တော်တို့လိုလာပြီအဲ့တော့ hybrid selling ဆိုတာကဘာလဲဆိုတော့ကျွန်တော်တို့ကကိုယ့်ရဲ့ထုတ်ကုန်ကိုယ့်ရဲ့ဝန်ဆောင်မှုတွေကို online ကရော offline ကရောကျွန်တော်တို့ရောင်းတာပါเนาะအဲ့တော့ကျွန်တော် boosting တစ်ခု2023 24ကျွန်တော်ဖွင့်ခဲ့တယ်အဲ့ဒီ boosting နဲ့မှာဆိုလို့ရှိရင်လုပ်ငန်းရှင်တယောက်ပါလာတယ်သူကဒီစံဆိုင်ဖွင့်ထားတာပေါ့စံပွဲယုံဖွင့်ထားတာပေါ့အဲ့တော့တာမန်သူနဲ့အတူတူရောင်းတဲ့เนาะစံပွဲယုံနဲ့စံဆိုင်တွေကသူ့လောက်မရောင်းအောင်သူကအများကြီးရောင်းရတယ်ဘာကြောင့်လဲဆိုတော့သူက online ကနေရောသူ့ရဲ့စံတွေကိုရောင်းတာเนาะ live တွေလွှင့်ပြီးတော့มาရောင်းတယ် post တွေတင်ပြီးတော့มาရောင်းတယ်ရောက်တဲ့အခါမှာစိုင်ဖွင့်လာခြင်းအတူတူကိုဘာဖြစ်လဲဆိုတော့သူကတခြားစိုင်တွေထက်တခြားပွဲရုံတွေထက်နှစ်ဆသုံးဆကျွန်တော်တို့ရောင်းရတယ်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့ခုနကပြောတဲ့ hybrid selling ကိုကျွန်တော်တို့သုံးလို့ပဲအဲ့တော့အခုဒီ video ကြည့်နေတဲ့ကျွန်တော်လုပ်ငန်းရှင်တွေဒီလေ hybrid selling ကိုကျွန်တော်တို့မဖြစ်မနေသုံးပါ เนาะအဲ့တော့ online ကနေရော offline ကနေရောကိုယ့်ရဲ့ထုတ်ကုန်တွေကိုယ့်ရဲ့ဝန်ဆောင်မှုတွေကိုမဖြစ်မနေရောင်းပါဒါလေးကျွန်တော်ပြောချင်ပါတယ်အဲ့တော့ဟုတ်ပြီကျွန်တော်တို့က hybrid selling လုပ်ဖို့ဆိုလို့ရှိရင်ဘာတွေလုပ်မလဲအဲ့တော့လိုအပ်တာဒီနံပါတ်1အဆင့်ဒီကျွန်တော်တို့ကဘာလုပ်ဖို့လို့လဲဆိုတော့ကိုယ့်ရဲ့ထုတ်ကုန်ကိုယ့်ရဲ့ဝန်ဆောင်မှုကိုကျွန်တော်တို့ကပြန်လည်စမ်းသပ်ဖို့လိုတယ်နော်အဲ့တော့ online ပေါ်ကနေကျွန်တော်တို့ရောင်းလို့ရနိုင်တဲ့အနေအထားရှိရလားဆိုတာကိုကျွန်တော်တို့ကစမ်းသပ်ရမှာအဲ့တော့ဥပမာနဲ့ပြောရမယ်ဆိုလို့ရှိရင်ကိုကစားတောက်ကုန် ရောင်းနေရောင်းတဲ့အခါမှာ online ပေါ်ကနေပြီးတော့မှရောင်းတဲ့အခါမှာတို့လက်မှရင်တော့လွယ်လွယ်ကူကူပို့လို့ရနိုင်သလားအဆင်ပြေပြေချောချောမွေ့မွေ့ပို့လို့ရနိုင်သလားအဲ့တော့ဟိုဘက်ကဝယ်တဲ့သူအနေနဲ့နော်လက်ခံတဲ့အခါမှာဒါပစ္စည်းတွေကအကောင့်တိုင်းရောက်အောင်ကျွန်တော်တို့ဘယ်လိုလုပ်မလဲဒါစီကျွန်တော်တို့ပါလို့တာလဲဆိုတော့ innovation လုပ်တာပါနော် easy ပါနံပါတ်1ချက်ပါနံပါတ်2တစ်ချက်ကတော့ကျွန်တော်တို့ဘာလုပ်ရမှာလဲဆိုတော့ကျွန်တော်တို့က channel ရွေးရမှာကိုကဘယ် channel ပေါ်ကနေပြီးတော့မှကျွန်တော်တို့ရောင်းမှာလဲ နော် Facebook ကနေရောင်းပါလားနော် Viber ကနေကျွန်တော်တို့ရောင်းပါလားဒါမှမဟုတ် sales platform တွေဖြစ်တဲ့ကျွန်တော်တို့ကဆိုကြပါစို့ shop.com.mm လို့မျိုးကျွန်တော်တို့ကဒီ channel တွေကနေရောင်းပါလားဒါကိုကျွန်တော်တို့ရွေးချယ်ဖို့လိုတယ်အဲ့တော့ကဲရွေးကိုကကိုတိုင် Facebook ပေါ်မှာရောင်းမယ် Viber ပေါ်မှာရောင်းမယ်ဆိုလို့ရှိရင်တော့သိကြတယ်တို့တို့ content တွေဖန်တီးဖို့လိုလိမ့်မယ်เนาะအဲ့တော့ကိုကိုလူတွေသိအောင်လုပ်ထားဖို့ကျွန်တော်တို့လိုလိမ့်မယ်ဒါကကျွန်တော်တို့အဆင့်နှစ်ပါ အဆင့်3ကတော့ကျွန်တော်တို့ဘာလုပ်ရမှာလဲဆိုတော့မာယူရတာလွယ်ကူအောင်ကျွန်တော်တို့လုပ်ပါမာယူရတာလွယ်ကူအောင်ဆိုတာကကျွန်တော်တို့ကလွယ်လွယ်ကူကူခလုတ်တစ်ချက်နှိမ့်လိုက်ရုံနဲ့ဘလို့မျိုးဟာလာလွယ်လွယ်ကူကူမှာလို့ရမလဲဒါကိုကျွန်တော်တို့ကလှုပ်ဆောင်ပါမှာเนาะအရေးကြီးတယ်အဲ့တော့နံပါတ်လေးတစ်ချက်ကတော့ data တွေကျွန်တော်တို့ကောက်ပါမှာအဲ့တော့ဘသူတွေကဘယ် channel တွေကနေဘလောက်ဖိုးလာဝယ်သလဲလူတယောက်လာဝယ်ရင်ဘလောက်ဖိုးလောက်ဝယ်သွားသလဲအဲ့ဒီ data တွေကိုကျွန်တော်တို့ကကောက်ပြီးတော့မှနောက်ထပ် ဟိုရောင်းအားတွေပိုတိုးလာအောင်ကျွန်တော်တို့လုပ်ရမှာအဲ့တော့ဒါကတော့ကျွန်တော်တို့ရောင်းအားနှစ်ဆသုံးဆတက်ဖို့အတွက် hybrid selling ကိုခေါ်တဲ့ကျွန်တော်တို့ဒီ online ကရော offline ကရော ရောင်းနိုင်တဲ့ niche နှစ်ကိုကျွန်တော်တို့ကတွားခဲ့တဲ့အဆင့်လေးဆင့်ဖြစ်ပါတယ်အဲ့တော့အခုဒီဗီဒီယိုကြည့်နေတဲ့ကျွန်တော်လုပ်ငန်းရှင်တွေဒီလေဒီ hybrid selling ကိုကျွန်တော်တို့ဒီနှစ်မှာ ကောင်းကောင်းအသုံးချကြည့်ပါเนาะအဲ့တော့ကိုယ့်ရဲ့ဆိုင်းကတိတိလေးပဲရက်ကွက်ထဲမှာဖွင့်ထားတာပဲဒါပေမဲ့ hybrid selling ကိုတုံးချခြင်းအပြင်ကိုကရောင်းအားတွေအများကြီးတက်လို့ရတယ်နောက်တဖြည်းဖြည်းနဲ့ကျွန်တော်တို့ဘာလုပ်လို့ရလဲဆိုတော့ဆိုင်းချဲ့လို့ရတယ်အကယ်၍ကိုယ်မှာဆိုင်းမရှိအောင်တောင်မှ online ပေါ်ရောင်းလို့ရတယ်အဲ့တော့ကောင်းတာကတော့ hybrid selling ဖြစ်တဲ့ online ရော offline ရောရောင်းတာတော့ကျွန်တော်တို့ကောင်းတာပေါ့ online ပေါ်မှာလည်းတင်ရောင်းမယ် offline เนาะဒီ offline မှာကိုယ်ဆိုင်မှာလည်းရောင်းမှာပေါ့အဲ့ဆိုလို့ရှိရင်တော့ ောင်းရတယ်ကြပါလိမ့်မယ်အဲ့တော့ဒီကြောင်းရတယ်ကနေပြီးတော့မှအခုဒီဗီဒီယိုကြည့်နေတဲ့ကျွန်တော်လုပ်ငန်းရှင်တွေဒီအကျိုးအစိုးတွေရရလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ကိုယ့်အတွက်ဘာရလိုက်တယ်ဆိုတော့ comment မှာဆက်လို့ရေးလို့ရရေးပြပါဦးဒီဗီဒီယိုဆုံးဖြတ်ကြည့်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့ကိုညံလေးအောင်ပါမြန်မာရှိတော်နေတယ်ဖြစ်ပါစေ